တင်ကအခြေခံမလီစကားပြောက်ကိုစတင်လေ့လာနေသူတယောက်လားဒါဆိုရင်တော့ DVD လေးကအတင်အတွက်ပဲဖြစ်ပါတယ် TAK တဆိုတဲ့အညင်းစကားလုံးကိုအသုံးပြုပြီးတော့မလီစကားပြော စကားလုံးအများအများကိုလေ့လာလို့ရပါတယ်နော်ဟုတ်ပြီ DVD လေးမှာကျွန်တော်တို့အတူတူလေ့လာကြည့်ရအောင်နော် EK တာတာဆိုတာကတော့ကျွန်တော်တို့မြန်မာလိုပြန်ဆိုမယ်ဆိုရင်တော့အငင်းစကလုံးဖြစ်ပါတယ်နော်မရှိဘူးမတီးဘူးမလုပ်ဘူးအစရှိတဲ့ကျွန်တော်တို့အငင်းစကလုံးတွေကိုပြောဆိုတဲ့အခါမှာ TAK တာဆိုတဲ့စကလုံးကိုကျွန်တော်တို့ရှေ့ကနေထည့်သွင်းပြီးပြောမယ်ဆိုရင်တော့ တိဆောက်ထားတဲ့ဝကြာအငင်းဝကြာဖြစ်ပြောင်းလဲသွားပါတယ်ဟုတ်ပြီဒီဝကြာတွေနဲ့ပတ်သက်ပြီးတိဆောက်ထားတာတွေကိုအနေငယ်ကျွန်တော်တို့စတင်လေ့လာကြည့်ရအောင်နော် Okay ဒီမှာတကယ်ကျွန်တော်လေ့လာရလွယ်ကူစေဖို့အတွက်ဒီမှာသူ့ရဲ့မိုးရင်အတိတ်ပဲရဲ့အငင်းဝကြဖြစ်ပြောင်းသွားတဲ့အတိတ်ပဲကိုကျွန်တော်တို့ဇာတ်လေးနဲ့အတူတူခွဲခြားပြထားတယ်။ဒီမှာဖာဟန်နားလေသည့် FAHAN ဖာဟန်နားလည်သူဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့အငင်းဝကြအနေနဲ့ပြောမယ်ဆိုရင်တဖာဟန်နားမလည်ဘူးဆိုပြီးကျွန်တော်တို့ပြောဆိုလို့ရပါတယ်။ဖာဟန်နားလည်သည်သူ့ရဲ့ရှေ့ကနေပြီးတော့ကျွန်တော်တို့ TAK တာကိုထည့်သွင်းပြောဆိုတဲ့အခါမှာဒီစလုံးကအငင်းဝကြစကားလုံးအဖြစ်ပြောင်းသွားပြီးတော့တဖာဟန်နားမလည်ဘူးဆိုပြီးတော့ကျွန်တော်တို့အဓိပ္ပာယ်သက်ရောက်ပါတယ်။ okay ဒါကိုကျွန်တော်တို့ရိုးရှင်းတဲ့ဝတ်ကြအနေနဲ့တိစောက်ကြည့်ရအောင်။ဆာယာဆာယာကတော့အလုံးသူပိသားဖြစ်ပါတယ်။ဆာယာကျွန်တော်ကျမကိုပြောတာဖြစ်ပါတယ်။ဆာယာဖာဟန်ကျွန်တော်နားလေသည် ကျွန်တော်နားလေသည် ဒါကိုကျွန်တော်တို့အငင်းဝကြအနေနဲ့ပြောင်းမယ်ဆိုရင်တော့ဒီတကိုထည့်သွင်းပြောဆိုကြည့်မယ်။စာယာတပါဟန်ကျွန်တော်နားမလည်ဆိုပြီးတော့ဝကြတိဆောက်ပြောဆိုလို့ရပါတယ်။စာယာဖာဟန်ကျွန်တော်နားလေသည်စာယာတပါဟန်ကျွန်တော်နားမလည်ဘူး။ဒါကတော့လွယ်ကူရွှေရှင်းတဲ့အခြေခံဝကြတိဆောက်ထားတာဖြစ်ပါတယ်။ โอเคနောက်တစ်ခုလေးလာကြည့်ရအောင်စုကစုကဆိုတာကတော့ကျွန်တော်တို့မြန်မာလိုအတိတ်ပဲပြန်မယ်ဆိုရင်တော့ကြိုက်နှစ်သက်တယ်ကြိုက်တယ်ကိုပြောတာပေါ့နော်ဒါကိုကျွန်တော်တို့အငင်းဝက်ကြာနေနဲ့ပြောမယ်ဆိုရင်တော့ရှေ့ကနေတထဲမယ်တစုကဆိုရင်တော့မကြိုက်ဘူးဆိုပြီးတော့ကျွန်တော်တို့အတိတ်ပဲရပါတယ်โอเคဒီစကားလုံးကိုအသုံးပြုပြီးတော့ကျွန်တော်တို့အခြေခံဝက်ကြာလေးတစ်ချောင်းတော့တိဆောက်ကြည့်ရအောင်နော်โอเคဒီယာစုကကော်ဖီဒီယာ2 သူမကိုပြောတာဖြစ်ပါတယ်နော်စုကစုကကတော့ကျွန်တော်တို့စောစောအရှိမလေးလာခဲ့တယ်ကြိုက်နှစ်သက်တီလို့အထိပ်ပေးရတယ်ဟုတ်ပြီဒီကစုကကော်ဖီသူကော်ဖီကိုကြိုက်တယ်သူကော်ဖီကြိုက်တယ်ဒါကိုကျွန်တော်အငင်းဝက်ချအနေနဲ့ပြောမယ်ဆိုရင်နော်ဒီကသစုကကော်ဖီသူကော်ဖီကိုမကြိုက်ဘူးဆိုပြီးတော့ကျွန်တော်တို့ DAK တာကိုထဲသွင်းပြောဆိုတဲ့အခါမှာအငင်းဝက်ချဖြစ်ပြောင်းလဲတော့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဟုတ်ပြီပြောကြည့်အောင်ဒီကစုကကော်ဖီသူကော်ဖီကြိုက်တယ်ဒါကိုအငင်းဝက်ကြအနေနဲ့ပြောမယ်ဆိုရင်တော့ဒီဟာတတ်စုကကော်ဖီသူကော်ဖီမကြိုက်ဘူးဆိုပြီးတော့ကျွန်တော်တို့ပြောဆိုလို့ရပါတယ် โอเคဒါဆိုရင်တော့တကယ်ချင်းအတွက်အသုံးဝင်စေမဲ့လုပ်ငန်းခွင်ထဲမှာအသုံးဝင်စေမဲ့စကလုံးတချို့ကိုကျွန်တော်တို့တားနဲ့တွဲဖက်ပြီးတော့လေ့လာကြည့်မယ်။ဝကြတွေကိုတော့တကယ်ချင်းတို့အနေနဲ့အမိမိပါတာတိစောက်စေခြင်းနဲ့နော်။ဟုတ်ပြီပြောကြည့်ရအောင်။ဗိုလ်လေးဗိုလ်လေးဆိုတော့ကျွန်တော်အားလုံးသိပါတယ်လုံနိုင်သည်လို့အတိတ်ပေးရပါတယ်။ဒါကိုမလုံနိုင်ဘူးလို့ကိုကပြောချင်တဲ့အခါမှာရှေ့ကနေတတ်ထည့်ပြီးတော့ပြောလိုက်မယ်ဆိုရင်ဒါဗိုလ်လေးမလုံနိုင်ဘူးဆိုပြီးတော့အတိတ်ပေးရပါတယ်နော်။ဟုတ်ပြီဗိုလ်လေးလုံနိုင်သည်ဒါဗိုလ်လေးမလုံနိုင်ဘူး။ MHU မောင်းမောင်းဆိုတာကျွန်တော်တို့လိုအပ်သည်ပေါ့နော်လိုအပ်တယ်လို့အဓိပ္ပာယ်ရတယ်။ဒါကိုကျွန်တော်တို့ကအငင်းဝတ်ကြနေနဲ့ပြောမယ်ဆိုရင်တော့တောင်မောင်းမလိုအပ်ဖို့လို့အဓိပ္ပာယ်ရပါတယ်။ပြန်ပြောကြည့်အောင်မောင်းလိုအပ်သည်ဒါကိုအငင်းဝတ်ကြနေနဲ့ပြောမယ်ဆိုရင်တော့တောင်မောင်းမလိုအပ်ဖို့လို့အဓိပ္ပာယ်ရပါတယ်။ နောက်တစ်ခုကတော့ကျွန်တော်တို့တောက်တောက်ဆိုတော့ကျွန်တော်တို့သိရတယ်တော့ဒီပေးရတယ်ပေါ့နော်ဒါလည်းအားလုံးသိပြီးသားစကလုံးဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ရှေ့ကနေပြီးတော့တတ်ထည့်ပြီးတော့အငင်းဝကြအနေနဲ့ပြောကြည့်မယ်ဆိုတော့တတ်တောက်တတ်တောက်ဆိုတော့ကျွန်တော်တို့မသိဘူးလို့ဒီပေးရပါတယ်ချက်မှတ်ထားပြပါဒီစကလုံးတွေကိုချက်မှတ်ထားခြင်းအပြင်စကလုံးနှစ်ခုကိုတပြိုင်နဲ့ချက်မှတ်တာနဲ့အတူတူဖြစ်ပါတယ်တောက်တီတီတတ်တောက်မသိဘူးလို့ဒီပေးရပါတယ်ပြောကြည့်အောင်တောက်တီတီတတ်တောက်မသိဘူး တာကိုရှေ့ကထပ်သွင်းပြောဆိုတဲ့အခါမှာမိမိတို့ပြောဆိုတဲ့စကားလုံးကအညစ်ဝကျပြပြောင်းလဲသွားတာကိုတော့ကျွန်တော်တို့အထူးလေးလက်ချက်မှတ်ထားဖို့လိုအပ်ပါမယ်နော်။လုပ်ငန်းခွင်ထဲမှာအသုံးပြုရမယ့်စကားလုံးတချို့ကိုပဲကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြမယ်။ဘသူ BDUF ဘသူဘသူဆိုကျွန်တော်တို့မှန်တယ်လို့အတိပေးရပါတယ်။ဒါကိုအညစ်ဝကျအနေနဲ့ပြောမယ်ဆိုရင်တော့တပသူပေါ့နော်။တပသူဆိုတာမမှန်ဘူးလို့အတိပေးရပါတယ်။ဘသူမှန်သည်တပသူမမှန်ဘူး။ PRGI ပကီး သွားသည်လို့အတိပေးရပါတယ်။ဒါကိုကျွန်တော်တို့ကအငင်းဝကြအနေနဲ့ဆိုရင်တပကိမသွားဘူးလို့အတိပေးပြောလို့ရပါတယ်နော်။ကြမှတ်ထားပေးပါ။ပကိသွားသည်တပကိမသွားဘူး။အဆိုဆောဆောကပကိသွားတာရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့လာတာကိုကျွန်တော်တို့တနဲ့တွဲပြီးတော့လေ့လာကြည့်အောင်ဒါတန်လာသည်လို့အတိပေးရပါတယ် DATANG ဒါတန်လာသည်လာတယ်ဟုတ်ပြီဒါကိုကျွန်တော်တို့ရှေ့ကနေပြီးတော့တထည့်ပြီးတော့အငင်းဝကြအနေနဲ့ပြောဆိုကြည့်မယ်တဒါတန်ဒါဆိုရင်တော့မလာဘူးလို့အတိပေးရပါတယ်ဒါတန်လာသည် ာတာတန်မလာဘူးโอเคဒါဆိုရင်ကောင်းတာနဲ့မကောင်းမှုဆိုတော့ဘယ်လိုပြောမလဲ byte ဆိုတာကတော့ကျွန်တော်တို့မြန်မာလိုကောင်းတယ်လို့အတိပေးရပါတယ် bank byte ကောင်းသည်ကောင်းတယ်ဒါကိုကျွန်တော်တို့အငင်းဝကြအနေနဲ့ပြောမယ်ရှိကနေပြီးတော့တာထဲမယ်တာ byte ဆိုရင်တော့ကျွန်တော်တို့မကောင်းဘူးလို့အတိပေးရပါတယ်ပြောကြည့်အောင်ပါ byte ကောင်းတယ်တာ byte မကောင်းဘူးအဲ့ဆိုတူတာနဲ့မတူတာကိုဘယ်လိုပြောမလဲ summer sma summer တူတယ်။ဒါကိုအငင်းဝကြအနေနဲ့ရှိရနေတာထိုင်မယ်ဆိုရင်တာဆမ်းမမတူဘူးလို့အတိပေးရပါတယ်။ဆမ်းမတူတယ်၊တူသည်။ဒါကိုအငင်းဝကြအနေနဲ့တာထိုင်မယ်။တာဆမ်းမမတူဘူးလို့အတိပေးရပါတယ်နော်။လှတာကိုတော့ကျွန်တော်တို့မလေးလို့ဂျန်တစ်လို့ပြောပါတယ်နော်။ဂျန်တစ်လှသည်လှပါသည်ပေါ့နော်။ဒါကိုကျွန်တော်တို့အငင်းဝကြအနေနဲ့မလှဘူးလို့ပြောမယ်ဆိုတော့ရှိကနေတာထည့်ပြီးတော့တာဂျန်တစ်မလှဘူးလို့ကျွန်တော်တို့ပြောဆိုလို့ရပါတယ်။ဂျန်တစ်လှသည်လှပါသည်။တာဂျန်တစ်မလှပါဘူး။ ပူရာကတော့ကျွန်တော်တို့မလေးလို့ပါနာစ်လို့ပြောပါတယ်နော်ပါနာစ်ဆိုတာပူရာကိုပြောတာဖြစ်ပါတယ်အာရပါနာစ်ဆိုရင်ရေပူပေါ့နော်ဒါမျိုးပူရာကိုကျွန်တော်တို့ပါနာစ်လို့ပြောပါတယ်ဒါကိုကျွန်တော်တို့အငင်းဝကြအနေနဲ့ပြောမယ်ဆိုရင်တော့ရှေ့ကနေတထိုင်မယ်တပါနာစ်ဆိုရင်တော့ကျွန်တော်တို့မပူဘူးလို့အဓိပ္ပာယ်ရပါတယ်ပါနာစ်ပူသည်တပါနာမပူဘူး Okay ဒါရဲ့စန့်ကျင်ဘက်ပြတဲ့ကျွန်တော်တို့အေးရာကိုရောကျွန်တော်တို့တနဲ့တွဲပြီးတော့ပြောကြည့်ရအောင် SEJUK စကျု AD ဒါရဲ့စက်ကျင်ပဲဖြစ်တဲ့ရှိကနေပြီးတော့တာထဲမဲ့တာဆက်ချူဆိုရင်တော့ကျွန်တော်မအေးဘူးဖြစ်ပါတယ်เนาะတာဆက်ချူဆိုရင်တော့မအေးဘူးမအေးဘူးဆိုရင်တော့ကရဖြစ်ပါတယ်เนาะဟုတ်ပြီဒါဆိုရင်တကယ်ကျွန်တော်အနေနဲ့ရှိကနေတာထက်ပြီးတော့အညံ့ဝကြလေးကိုဘလို့ပြောဆိုရမလဲဆိုတော့ကိုနားလည်မယ်လို့ယုံကြည်ပါတယ်ဒါဆိုရင်နီးတာနဲ့ဝေးတာကိုကျွန်တော်ဆက်ပြီးလေ့လာကြည့်မယ် DAK ဒီတက်ကနီးတီလို့အတိပေးရပါတယ်ဒါကိုကျွန်တော်စက်ကျင်ပဲအနေနဲ့ပြောမယ်မနီးဘူးပေါ့နော်မနီးဘူးလို့ပြောမယ်ဆိုတော့ရှေ့ကနေတတ်ထဲမယ်တကက်ရဲ့ရှေ့မှာတတ်တကက်မနီးဘူး တကက်နီးသည်တတကက်မနီးဘူးဟုတ်ပြီတကက်နီးသည်ရဲ့ပြောင်းမြန်စံကျင်ဘက်စကလုံးဖြစ်တဲ့ဝေးသည်ဆိုတဲ့စကလုံးကိုကျွန်တော်ဆက်ပြီးလေ့လာကြည့်မယ် J A U H ဂျာဟုဂျာဟုဆိုတော့ကျွန်တော်တို့မြန်မာလိုအတိပ္ပယ်ပြမယ်ဆိုရင်တော့ဝေးသည်လိုအတိပ္ပယ်ရတယ်ဒါဆိုရင်မဝေးဘူးနီးတယ်ဒါကိုဘယ်လိုပြောမလဲရှေ့ကနေတထည့်မယ်တကြာဟုမဝေးဘူးပြောကြည့်အောင်ဂျာဟုဝေးသည်တကြာဟုမဝေးဘူး SIAP C ရဲ့ C ရဲ့ဆိုတော့ကျွန်တော်တို့မြန်မာလိုအထိပ်ပြပြမယ်ဆိုတော့ BB လို့အထိပ်ပြရပါတယ်နော် C ရဲ့ BB အလုပ်ပြီးတာဗာညာမျိုးကျွန်တော်တို့ C ရဲ့လို့ပြောပါတယ်နော်ဆိုကြလို့လည်းပြောလို့ရပါတယ်ဒီမှာတော့ကျွန်တော်က C ရဲ့လို့ပဲပြောထားပါတယ် C ရဲ့ BB ဒါဆိုရင်မပြီးသေးဘူးဘယ်လိုပြောမလဲရှေ့ကနေတတ်ထည့်မယ်ဒါ C ရဲ့မပြီးသေးဘူး C ရဲ့ BD ဒါ C ရဲ့မပြီးသေးဘူး ဒါဆိုရင်တော့တငယ်ချင်းတို့အနေနဲ့ DAK တာဆိုတဲ့အငင်းစက်ကလုံးကိုအသုံးပြုပြီးတော့ဝကြတွေကိုအလွယ်တကူတိဆောက်လို့ရတယ်ဆိုတော့ကိုသိရှိသွားမယ်လို့ယုံကြည်ပါတယ်။ဒါဆိုရင်နောက်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်။ဒီဗီဒီယိုလေးကတငယ်ချင်းတွေအကျိုးရှိတယ်ဆိုရင် like and share လုပ်သွားပေးပါ။နောက်လာမယ့်ဗီဒီယိုများမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်နော်။